တာမွေကပြည်နယ်ဆရာတော်ဖရာကြီးရဲ့မဟာတန်နိဒုက္ခအကြောင်းတိုက်ကိုအာရမစီးနှင်းဝင်ရောက်ပြီးလန်ဒန်ဆရာတော်အပါဝင်တန်ခါ၅ပါးကိုဖမ်းဆီးခဲ့တဲ့အမှုဟာအကျိန်20မြောက်ဖြစ်မတ်လ26ရက်နေ့ကတာမွေတရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်လန်ဒန်ဆရာတော်တို့ကိုဆွဲဆိုထားတဲ့သာသနာညွှန်းနှံမှု295ကကြီးမဟာနာရဲ့တင်သွင်းချက်ဘလို့တုံ့ပြန်ခဲ့တယ်လဲမဟာတန်နိဒုက္ခအကြောင်းတိုက်ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီးပြည်နယ်ဆရာတော်ဖရာကြီးဘက်ကမိန်ကြားထားတဲ့အကြောင်း သတင်းစာနှစ်ဆောင်မှာဖော်ပြထားမှုကိုတတိကံအဖြစ်တင်သွင်းခဲ့တာကိုသာလက်ခံပြီးပြည်နယ်ဆရာတော်ဖျားကြီးကနိုင်ငံတော်တန်ခါမဟာနာယကမဟာနာကိုပုတ်ခတ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အစိုးရဘက်ကတင်သွင်းတဲ့တသက်တွေအမှုနဲ့မညီတာတွေပါလို့ကန့်ကွက်ခဲ့တယ်လို့ရှေ့နေဦးသိန်းဝင်းကပြောပါတယ်။မှုနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးကနေပြီးတော့မဟာနာအဖွဲ့ကိုပုတ်ခတ်တယ်ဆရှိရဲ့အဲ့လိုအထက်ကအခုဘီခုတင်းနေတော့တတိကံတွေကအားအားဖြစ်နေဆရာရဲ့ဆရာတော်ကြီးကဆိုင်လာတယ်အမှုနဲ့ဆိုင်လာတယ်ရောမဆိုင်လာတယ်ရော အဲ့လိုဖြစ်နေဥရင်နဲ့မညီတာတွေရောဆိုတော့ဒီဘက်ကအဲ့ဒါကတ်သွားတယ်။ပြရလို့ဖြစ်တယ်နိုင်ငံတော်တန်ခါမဟာနာယကမဟာနာကိုစားအစိုးရဘက်ကတင်သွင်းတဲ့တပ်သေးခံတွေကိုလာမယ့်ဧပြီ9ရက်နေ့တရခွဲမှာလက်ခံလက်မခံအမိန့်ချမှာဖြစ်ပြီးဧပြီ28ရက်ကိုတော့နောက်ထပ်ရုံးချိန်ဖြစ်ချင်းဆိုထားပါတယ်။မဟာတဏိဒုက္ခကြောင်းတိုက်ကိုပြည်နယ်ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားထားတာမို့ဒီကြောင်းပေါ်ကနှင်ချရင်မဟာနာကိုတရားစွဲမယ်လို့ပြောထားတာကြောင့် မဟာနာမပိုင်တာကိုမပိုင်ဘူးပြောတာသာသနာညှို့နှံ့စေအောင်လုပ်တယ်လို့ဆွဆွဲတာဟာမတရားဘူးလို့လန်ဒန်ဆရာတော်ကမိန့်ပါတယ်။အငင်းပွားနေမှုကိုဝိနည်းဆရာဆုံးဖြတ်ချက်ရှိရမယ်လို့ပြောပါတယ်။မာသမီးဒုက္ခအကြောင်းပိုင်နေတာကပြည်ဆံဆရာတို့ကပိုင်တယ်လို့သူပြောထားတဲ့အတွက်ကြောင့်သူ့ကိုဒီကျောင်းပေါ်ကနှင်းချတယ်ဆိုလို့ရှိရင်ဆရာတော်ကတရားစွဲမယ်ဆိုပြီးတော့ဒါသူပိုင်ဆိုင်မှုနေနဲ့သူပြောအဲမာနာကိုမပိုင်ဘူးပြောတဲ့ ပြောတာကိုပဲသာသနာကိုညှို့နှောင်းအောင်လုပ်တယ်ဆိုလို့ရှိရင်ဒါတရားဥပဒေရ right machine ပေါ့အမှန်တမ်းပြောရင်ဒါမတရားကိုလုပ်ထားတယ်လို့ပဲပြောရမှာသူတို့မြင်ပွားမှုဖြစ်နေတဲ့အတွက်ကြောင့်ဝိနည်းဆရာဆုံးဖြတ်ချက်ရှိရမယ်နိုင်ငံတကာလူ့ခွင့်ရေးဥပဒေကိုချိုးဖောက်သူတွေဖြစ်တဲ့သာသနာရေးဝန်ကြီးဌာနပြည်ရေးရေးနဲ့နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့တာဝန်ရှိသူတွေကိုဖမ်းဆီးဆွဆွဲခံထားရတဲ့တန်ခါ၅ပါးကတဘာကိုနှစ်နာရီဒေါ်လာ၅သန်းစီတောင်းခံထားတယ်လို့ဆိုပါတယ်ရက်60တွင်အကြောင်းမပြောင်းရင်တရားဥပဒေအရဖြည့်ရှင်းမယ်လို့မိန့်ပါတယ် ကြီးကြီးဆိုင်ရာလူခွေကိုချိုးဖောက်ထားတဲ့ဥပဒေကိုချိုးဖောက်ထားတဲ့ပုံကိုယ်တွေကိုခွေးတို့ကနင့်နာခွေးတို့အတွက်နင့်နာတဲ့အတွက်ကြောင့်နင့်နာကြီးတောင်းခံထားတယ်။အဲဒီနင့်နာကြီးကတော့တူဦးကို US ဒေါ်လာ9ဘီလီယံခွေးတို့တောင်းထားတယ်။ရေပေါင်း60အတွင်းမှာခွေးတို့အကြောင်းပြန်အကြောင်းမပြရင်ခွေးတို့ဥပဒေရရေးယူဆောင်ရမယ်လို့ခွေးတို့ notice ပေးထားတယ်